ီစီစဉ်ကိုကြည့်ရှုအပိတ်နေတဲ့ပြည်တွင်းပြည်ပကတော်လင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုအစီအစဉ်ကတော့တပိတ်အင်အားစုများရဲ့ပုဒ်ပိတ်စကားပိုင်းဖြစ်ပါတယ်ကျွန်တော်ကတော့ဖြူတည်ရပါခင်ဗျာ ကျွန်တော်တို့ဒီအစီအစဉ်ကနေပြည်သူအများသိသိတိကျတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရွေးချယ်တင်ဆက်လာခဲ့တာမှာဒီတစ်ပိုင်းမှာကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ ILO ပုံမှန်33အရာဒီအချမ်းပတ်စစ်တပ်ကိုချက်ချင်းအေးအေးယူဆောင်ရွက်ပေးဖို့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးသွားကြမှာဖြစ်ပါတယ်။တော်လန်ပြည်သူများသိရှိထားတဲ့အတိုင်းပဲ BB ဆိုင်ရာလူသမားရေးရာဖွဲ့ ILO ဆိုတာကကျွန်တော်ကဘာတော်မှာရှိတဲ့လူသမားတွေအတွက်ပေါ့နော်လူမှုတရားမျှတရေးနဲ့ အာလုံသမားခွင့်ရကွက်ပေးဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့ချုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့သူ့မှာအခြေခံပြဋ္ဌာန်းချက်10ချက်ရှိပြီးတော့မှအဖွဲ့ဝင်နိုင်ငံတစ်ခုခုကနေအာဖောက်ဖျက်နေတယ်လို့ဒါတိုင်ကြားချက်ရှိလာပြီဆိုလို့ရှိရင်အရေးယူဆောင်ရွက်ပေးဖို့အတွက်ကိုအဲ့လိုအခြေခံပုံမှန်33မှာပြဋ္ဌာန်းထားပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံကဒီအကြမ်းဖက်စစ်တပ်ဟာဆိုလို့ရှိရင်လည်းအာအတမအလုတ်ခိုင်းစေမှုတွေရှိနေတယ်ပြီးတော့လွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခြင်းကိုပိတ်ပင်မှုတွေလည်းရှိနေတယ်ဆိုတာဒါပြည်သူအများသိရှိပြီးသားဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုလိုက်နာဖို့ ်ပြက်ကွက်တယ်ဆိုပြီးတော့မှ2023ခုနှစ်စက်တင်ဘာလမှာ ILO စုံစမ်းရေးအဖွဲ့အစည်းဆုံးဖြတ်ခဲ့ပြီးတော့မှဒီအကြံပတ်စက်တက်ကိုရေးယူမှုတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကိုဒါစီစဉ်နေရလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့စကားပွဲမှာဒီလိုအရေးယူမှုတွေကျွန်တော်တို့လှုပ်ဆောင်နိုင်ဖို့အတွက်ဘာတွေလုပ်ရမလဲပြည်သူလူထုကဘယ်လိုပါဝင်လို့ရနိုင်လဲအဲ့ဒီပြင်ဒီလိုအရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အခါမှာရှိလာခဲ့လို့ရှိရင်ဒီအကြံပတ်စက်တက်ပေါ်မှာဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုဆွေးနွေးပြဖို့အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားများတမကအဖွဲ့ချုပ်က ကအထွေထွေတွင်းရင်းမှုမတ်ခတ်စစ်နဲ့ဆက်သွယ်ရေးဌာနတာဝန်ခံမတ်ဖောင်ယူတို့ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျ။အာမတ်ဖောင်ယူနဲ့မတ်ခတ်စစ်နဲ့မင်္ဂလာပါခင်ဗျာ။ဒီနေ့စကားဝိုင်းမှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အဲကျွန်တော်တို့စကားဝိုင်းကိုမတ်ဖောင်ယူနဲ့ပဲစလိုက်ချင်ပါတယ်ခင်ဗျာ။အဲ့တော့ပထမဆုံးဆက်ပြီးတော့မေးချင်တဲ့မေးခွန်းကတော့ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်မြန်မာနိုင်ငံထဲမှာအလုံသမားအခွင့်အရေးချိုးဖောက်မှုကဘယ်လောက်တိုင်းတာတိရှိနေတယ်ဘယ်လိုမျိုးအတိုင်းအဓမ္မအခိုင်အဆင်မှုတွေပြုလုပ်ခံနေရတယ်လဲဆိုတော့ပထမဆုံးအနေနဲ့ဆက်ပြီးတော့ဆွေးနွေးပေးစီစဉ်ပါမယ် Okay, que လောက်သမားခွင့်ရေးချိုးပေါက်ခံရတာတွေဒီအတ္တမခိုင်းစိန်မှုချိုးပေါက်ခံရတာတွေပြောတဲ့အခါကျမတို့ဒီစက်မှုကဏ္ဍစက်ယုံအလုတ်ယုံအလုတ်သမားတွေကိုထင်ဟပ်ပြီးတော့မြင်တာတတ်တဲ့သဘောတဘာဝရှိကြပါတယ်ဆိုတော့ဒီအလုတ်သမားလို့ပြောလို့ရှိရင်တော့ဒီတောင်သူလယ်သမားတွေကလည်းပါဝင်နေတယ်ပြီးတော့ဒီ CDM ပြုတ်လောက်ထားတဲ့နိုင်ငံဝန်ထမ်းကောင်းတွေဒီအလုတ်သမားအခွင့်အရေးလူအခွင့်အရေးချိုးပေါက်ခံရမှုအများဆုံးဖြစ်ပွားနေတယ်ဆိုတာကိုလည်းပထမဆုံးအနေနဲ့ပြောကြားခြင်းပါတယ်ဆိုတော့ဒီအများအားဖြင့်တောင်သူလယ်သမားတွေရဲ့အဲ ဒီရက်ရွာအိုးအိမ်တွေကျေးလက်တွေမှာဆိုလို့ရှိရင် စစ်ကောင်စီကစစ်ကြောင်းထိုးတာတွေပြီးလို့ရှိရင်တောင်သူတွေသမားတွေကိုစစ်ဆေးတာတွေဖမ်းဆီးတပ်ဖြတ်တာတွေပြီးတော့လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်တာတွေစစ်သားအဖြစ်စုဆောင်ပြီးရှေ့တန်းကိုပို့ဆောင်တာတွေပေါ့လေဒါတွေကလည်းအာဓမခိုင်းစိန်မှုကိုချိုးဖောက်နေတာပဲဖြစ်ပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်အဲတိုင်းရင်းသားလက်နက်ကိုင် ဒီနဲ့ဒီ PDF တွေစိုးမိုးထားတဲ့မြို့နယ်144မြို့နယ်ရာခိုင်နှုန်းအဖြစ်44ရာခိုင်နှုန်းပေါ့လေပြီးတော့ဒီတော်လန်စစ် ဖြစ်နေတဲ့မြို့နယ်ပေါ့86မြို့နယ်24ရာခိုင်နှုန်းရှိပါတယ်ဆိုတော့စကားစားက32ရာခိုင်နှုန်း108မြို့နယ်ကိုသာအုပ်ချုပ်နေပါတယ်အဲပြောချင်တာကဒီမြို့နယ်တွေမှာကျွန်တော်တို့ဒီတော်လန်စစ်ဖြစ်ပွားနေတဲ့ ကာလမှာဒီစစ်ကောင်စီကကျေးလက်တော်တော်များများမှာဒီလေရင်နဲ့ဖုံးကျဲတာတွေအခုနောက်ပိုင်းဆိုပါရာမော်တာနဲ့ပြစ်ခတ်တာတွေပေါ့လေပြီးတော့ဒီတောင်ရမြေကွက်တွေကိုမီးရှို့တာတွေဒါတွေကိုလုံလာတဲ့နေရာမှာဒီတောင်သူလယ်သမားတွေအနေနဲ့တောင်ရကွက်တွေစိုက်ပျိုးမြေတွေကိုဆွန့်ပစ်ပြီးတော့ထွက်ပြေးတိမ်းရှောင်မှုတွေအများကြီးရှိနေပါတယ်ဒီအသက်ကြီးတဲ့သူတွေနဲ့ကလေးသူငယ်တွေအရဆိုရင်ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ကြံခဲ့ပြီးတော့မိသားစုဝင်တွေရဲ့ရှေ့မှာပဲအသက်ဆုံးရှုံးခဲ့ရတာတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒီစစ်ကောင်စီကနေပြီးတော့စိတ်တိုင်းကြ ပေါ့လေစီမံထားတဲ့ကြိုးချောင်းစီရောမှုမရှိတဲ့ခိုင်မာမှုမရှိတဲ့ဥပဒေပြဋ္ဌာန်းချက်တွေထုတ်လာပြီးတော့ဒီလိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင်လေယာဉ်တွေကိုတင်းဆဲပစ်မယ်လို့ချိန်ချောက်ဓာတ်တွေလည်းရှိတယ်ဆိုတော့ဒီတောင်တူလေသမားတွေကသူတို့ရဲ့လေယာဉ်တွေစိုက်ပျိုးမြေတွေကိုစွန့်ခွာပြီးတော့ထွက်ပြေးလာပြီဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့လေ ဆိုတော့အဖေကရှင်းပါတယ်ကျမတို့စားတောက်ပုံတွေစံတွေစီတွေတီးနံတွေကုံစင်းလုံးတွေကမြင့်တက်လာမယ်ဒါကမြို့ပေါ်မှာရှိတဲ့ပြည်သူအများကလည်းဒီဖြစ်ပေါ်လာတဲ့စိုးကျိုးကိုဆက်လက်ခံစားရမှာပဲဖြစ်တယ်ဒါကြောင့်မို့လို့တတိုင်းတပြည်လုံးကအငတ်ဘေးနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေဖြစ်နေရပေါ့နော်ဒါကဒီစစ်တပ်ကနေတောင်သူလေသမားတွေအပေါ်မှာအတ္တမစစ်မှုခိုင်းစေမှုနဲ့အပြစ်မဲ့ကျေးလက်ပြည်သူတွေရရက်ဆက်ဆက်အဆိုးဝါးဆုံးချိုးပေါက်မှုတွေကြောင့်မို့လို့ဒီလိုဆိုးဝါးလာတဲ့ဖြစ်ရက်တွေကိုဆက်လက်ခံစားနေရတာဖြစ်တယ်ပေါ့လေ ီးတော့နောက်တစ်ခုဒီစက်မှုခန္ဓာကိုပြန်ပြီးပြောမယ်ဆိုလို့ရှင်လေရန်ကုန်မြို့မှာရှိတဲ့စက်မှုစုံတွေကအလုံသမားတွေကိုကြီးလိုက်လို့ရှင်အများအားဖြင့်ကျေးလက်တွေကလာတဲ့တိုင်းနဲ့ပြည်နဲ့အသီးသီးကတောင်သူလယ်သမားတွေရဲ့မိသားစုဝင်တွေကလာရောက်အလုံးလုံးကြိုင်ကြတာများပါတယ်ဆိုတော့ဒီစက်မှုလုပ်ငန်းခွင်တွေမှာ အာချိုးပေါက်ခံနေရတာတွေကိုပြောမယ်ဆိုရင်လောအားကဖြတ်တောက်တာတွေအချိန်ပိုတွေကိုအလကားဆင်းပေးနေရတာတွေခလေးလုံသမားခိုင်းစေတာတွေပြီးတော့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာတွေကိုလည်းခံစားနေရတယ်ဆိုတော့လုံသမားခွေချိုးပေါက်မှုတွေကိုတိုင်ကြားဖို့အတွက်ဒီစကားဆရဲ့ဖြည့်ရှင်းရန်တရားကိုလုံသမားတွေနဲ့လုံးဝအယုံကြည်မရှိပါဘူးဒါကြောင့်မို့လဲတိုင်ကြားခြင်းကိုမပြုလုပ်ကြဘူးဆိုတော့အခုရက်ပိုင်းတော်တင်မှာဆိုလို့ရှိရင်လည်းတရုတ်စက်ယုံ ပေါ့လေတရုတ်နိုင်ငံသားပိုင်တဲ့စက်ရုံနှိုင်းသာယာမြို့လဲရွှေလင်းဘန်းမှာရှိတဲ့စက်ရုံမှာဆိုလို့ရှိရင်တလပတ်လုံးနားရမရှိဘဲနဲ့အလုပ်သမားတွေကအလုပ်လုပ်ပေးနေရတယ်လုပ်သားပေါင်း600ကျော်ရှိပါတယ်အဲ့စက်ရုံမှာဆိုတော့နောက်ထပ်စက်ရုံတရော်ဆိုလို့ရှိရင်ကျင်ဝိတ်ဆိုတဲ့အထည်ကျုပ်စက်ရုံမှာအလုပ်သမား400ကျော်ရှိပါတယ်အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိဘဲနဲ့နေစားဝန်ထမ်းတွေအဖြစ်သာထားရှိပါတယ်ဒါအခွင့်အရေးချိုးပေါက်နေမှုတွေရှိနေတာပါအလုပ်သမားတွေရဲ့နှိမ့်နာမှုတွေပဲဖြစ်ပါတယ်ဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီစမှုကဏ္ဍကဆက်ရောအလုံယုံလေးထဲမှာချိုးဖောက်မှုအများဆုံးကဏ္ဍကိုပြောပါဆိုရင်ပထမဦးဆုံးကအထည်ချုပ်ဆက်ယုံလေးဖြစ်ပါတယ်ဒုတိယကအိတ်ဆက်ယုံလေးဖြစ်ပါတယ်လွယ်အိတ်တွေဂျောပေါ့အိတ်တွေချုပ်တဲ့ဆက်ယုံလေးဖြစ်ပါတယ်တတိယကကျတော့ဖက်နှက်ချုပ်တဲ့ဆက်ယုံလေးဖြစ်ပါတယ်လို့ဒီ2025အစောပိုင်းမှာမြန်မာ Labor News ရဲ့သတင်းသုံးသပ်ချက်တွေမှာလည်းဒီအတိအကျဖော်ပြထားတာကိုတွေ့ရပါတယ် ဆိုတော့ဒီလိုချိုးဖောက်မှုတွေစက်မှုကဏ္ဍမှာရှိနေတာကို EU အပါအဝင်နိုင်ငံတကာမှာရှိတဲ့ ITUC Global Union တွေကိုလည်းကျမတို့ အလောက်သမားသမက်ကရအနေနဲ့ဒီ case study မှတ်တမ်းပြုစီပြီးတင်ပြဆွေးနွေးနေတာကြီးလည်းလုပ်ပါတယ်ဒါကြောင့်မလို့ H&M Adidas Zara ပေါ့လေဒီလို brand company 12ခုပါဆိုလို့ရှိရင်လည်းဒီအလောက်သမားအခွင့်အရေးချိုးဖောက်နေတဲ့စကားဆရဲ့ချိုးဖောက်မှုတွေကြောင့်ဒီ code content နဲ့မကိုက်ညီဘူးဆိုပြီးမြန်မာနိုင်ငံကထွက်ခွာဖို့လုပ်နေတာတွေကိုလည်းသတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုချိုးဖောက်မှုတွေကိုကျမတို့ MLA အနေနဲ့ မှတ်တမ်းအချက်အလက်တွေပြုစုပြီးတော့ ILO ကိုတင်ပြဆွေးနွေးတဲ့နေရာမှာအမှုပေါင်း800ကျော်ကိုတင်ပြဆွေးနွေးခဲ့တာရှိပါတယ်။ ဆိုတော့နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံနယ်စပ်မှာဒီလိုအတ္တမစစ်မှုထမ်းခိုင်းစေခြင်းနဲ့ဒီလွတ်လပ်စွာတင်းမင်းဖွဲ့စည်းခြင်းတွေကိုမရှိတဲ့နေရာမှာစစ်တပ်ရဲ့ဖိနှိပ်မှုအောက်ကနေပြီးတော့ထွက်ပြေးတိမ်းရှောင်တဲ့မြန်မာနိုင်ငံရဲ့ war force ပေါ့လေကျမတို့ဒီအလုံးလုံးနိုင်တဲ့လုံသားအင်အားတွေရာဆိုလို့ရှိရင်ကျမတို့ဒီ MLA ရဲ့စစ်တပ်အရာ38000ကျော်ခန့်ကဒီ2024မှာအထောက်ထားမဲ့အထောက်ထားမရှိဘဲနဲ့တိုင်းတစ်ပါးနိုင်ငံတွေမှာစိုးရင်ကြောက်လန့်စွာနဲ့အကာအကွယ် မဲ့ဆိုတာ ਨੇ ဒါနေထိုင်နေရတဲ့အနေအထားတွေပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလုံးလောက်ကိုင်းနိုင်တဲ့အသက်အရွယ် worst folks တွေကဆိုရင်လူငယ်တွေအလုံးလိုက်အရင်းလိုက်နဲ့ရွှေ့ပြောင်းသွားလာတဲ့ဒါအနေရရှိတဲ့အနေအထားပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့တိုင်းပြည်အနာဂတ်